ချိန်မှာလေအမှန်တမ်းပြောရလူတိုင်းခက်ခဲနေတာလေကျွန်တော်လည်းခက်ခဲတယ်တခြားသူတွေလည်းကိုယ့်တဲ့အများကြီးအဆင်မပြေမှုတွေရှိတယ်ကျွန်တော်ကအဲ့ဒါကိုသိတယ်သိတဲ့အခါကျတော့အော်သူတို့ကဲစေတနာကိုကျွန်တော်ကဟိုနားလေတယ်နားလေတဲ့အတွက်မလုပ်ပါနဲ့ကျွန်တော်လည်းကျွန်တော်ပိုင်ဘာလူမခံပါဘူးကျွန်တော်ဒီတိုင်းပဲကျွန်တော်ဘောကလေကျွန်တော်ရက်တီလို့ရပါတယ်လူမခံပါဘူးကျွန်တော်လည်းဟိုတကယ်ဟိုစီရင်တွင်နဲ့ရောက်နေရမဟုတ်ဘူးလေဘာလို့ကိုယ်အလုပ်လေးနဲ့ကိုယ်တန်ဖိုးလေးနဲ့ထမင်းနှစ်တက်ကတော့ပုံမှန်စားနေရတာပဲလေဟုတ်လား

ဖိတ်စာလေးနဲ့ပေါ့နော် Telegram ပြေးတယ်ဖုန်းလည်းဆက်တယ်ကိုကြီးလာခဲ့ပါဆိုတော့ဟာဒါကိုညီလေးတွေပဲဆိုပြီးတော့အမှတ်တရအနေနဲ့စိုက်ပွန်ပွန်လေးကိုရောက်ချနေတာပါခင်ဗျာခင်မာတွေဝိုင်းပြီးတော့ committee ထဲမှာစာရေးကြတယ်ဘောတော့ကျွန်တော်အဲ့လိုအရင်တည်းကလည်းပိတ်သက်ကကိုယ်တည်ပြီးသားလူတယောက်ဆိုတော့လေအဲအများကြီးကျွန်တော်ဘာလိုအပ်တယ်ဘာကူညီပေးရမလဲကျွန်တော်ဘာမှဘုဒ္ဓစီမဟိုလေအကူအညီမတောင်းပါဘူးကျွန်တော်ကောကနဲ့ကျွန်တော် AC ပဲနေကျွန်တော်ဘာမှအဓိကကျွန်တော်လဲဟိုဘယ်လိုပြောမလဲဆိုတော့ လူပညာတခုမှဖြတ်တန်းနေရတဲ့အတွက်အော်ပိတ်သက်ကိုလည်းကိုချင်းစားတယ်ပိတ်သက်ဒီလည်းနည်းနည်းဟိုပါပေါ့နော်သူသူကလည်းသူအခက်ခဲရှိတယ်ကျွန်တော်အတွက်ဘာမှမဟုတ်ဘူးပါလေကျွန်တော်အဆင်ပြေပါတယ်ကျွန်တော်အဆင်ပြေအောင်နေနေပါတယ်လို့ပြောကြတာအော်ကျွန်တော်ကျွန်တော်လှူမယ်လို့ပြောတယ်ကျွန်တော်ကလက်မခံဘူးတယောက်ဘယ်သူစီမှကျွန်တော်မယူပါဘူးဒါဟိုဒီချိန်မှာလေအမှန်တမ်းပြောရလူတိုင်းခက်ခဲနေတာလေကျွန်တော်လည်းခက်ခဲတယ်တခြားသူတွေလည်းပို့တဲ့အများကြီးအဆင်မပြေမှုတွေရှိတယ်ကျွန်တော်ကအဲ့ဒါကိုသိတယ်သိတဲ့အခါကျတော့အော်သူတို့ကဲ့ စေတနာကိုကျွန်တော်ဟိုနားလဲတယ်နားလဲတဲ့အတွက်မလုပ်ပါနဲ့ကျွန်တော်လည်းကျွန်တော်ပိုင်အလူမခံပါဘူးကျွန်တော်ဒီတိုင်းပဲကျွန်တော်ဘောကလေကျွန်တော်ရက်တီလို့ရပါတယ်ဟာလာအလုံးလည်းကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးလည်းကျွန်တော်ရှေ့မှာပြောခဲ့ပြီးပါတယ်ဒါကြောင့်မို့ကျွန်တော်ကဘုဒ္ဓစီမှာအလူမခံပါဘူးကျွန်တော်လည်းဟိုတကယ်ဟိုစီရင်တွင်နဲ့ရောက်နေရမဟုတ်ဘူးလေဘာလို့ကိုအလုပ်လေးနဲ့ကိုတန်ဖိုးလေးနဲ့ထမင်းနှစ်တက်ကတော့ပုံမစားနေရတာပဲလေဟုတ်လားဟိုတခြားသူတွေလည်းကျွန်တော်ဒီဆွေမျိုးသားချင်းနဲ့ပတ်သက်လို့လည်းဘယ်သူမှအာမကူ ိသက်စီကလည်းကျွန်တော်ဟိုအကူအညီမလိုချင်ဘူးဘာလို့ပိသက်ကိုချစ်လို့ဒါသူတို့ပေးတဲ့ဒီချစ်ချင်းတရားတစ်ခုရရကျွန်တော်ကျင့်နေတယ်ဗျာသူဝမ်းသာတယ်ဒီသဘောပါပဲကျွန်တော်ကတော့အကူအညီတော့မလိုချင်ဘူးဗျအကူအညီတော့မလိုချင်ဘူးအခုနောက်လို့အရန်ရင်းနေလို့ပေးချင်ကမ်းချင်တယ်ဆိုရင်တော့ကျွန်တော်တိတ်တားလို့မရတော့ဘူးလေအဲ့ချိန်ကြတော့တမျိုးပဲသူတို့ရဲ့စေနနာကိုတော့လက်ခံလက်ခံပါတော့ခုချိန်ကတော့ကျွန်တော်မလိုအပ်ပါဘူးတနာတော့ကြိုက်တယ်ဒါပေမဲ့ကိုရင်းစာ အားလုံးအားလုံးခက်ခဲနေတဲ့အချိန်မှာဟိုကျွန်တော်တဲ့အများကြီးခက်ခဲတဲ့လူရှိတယ်လေ။ဒါကြောင့်ကျွန်တော်ကလှုံ့ဆော်တာတခြားလူတွေလှူလိုက်။ဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်ကပိတ်သက်ကိုချစ်တယ်။အဲ့ချစ်တဲ့စိတ်နဲ့ပဲမလုပ်ပါနဲ့။ကျွန်တော်မလုပ်ပါနဲ့ရတယ်ကျွန်တော်ဟိုအားနာတယ်ကျွန်မယူပါဘူးဆိုရင်ကျွန်တော်အဲ့လိုပဲညင်းညင်းခဲ့ရှိတယ်။ရှိတယ်ကျွန်တော်မယူတာ။တယောက်လားမသိဘူးအတင်းပဲပေးလို့။လမ်းမှာတွေ့တော့အတင်းပဲပေးလို့လေ။ ပတ်စံတသိန်းပြင်ပေးတာမဟုတ်ဘူးယူပါပါမယူဘူးဆိုတာမရအောင်အဲ့လိုလို့တော့ယူရဲအဲ့လို live ပေါ်လိုက်ပြီးတော့လှူတာတော့ပါဆိုတော့လက်မခံဟာအဲအပြင်မှာတော့အရင်တော့အဲ့လိုသွားရင်တော့ဟိုဟိုနည်းနည်းပါးပါးမင်းငေါ်တာလို့စောင်းမြောင်းတာလို့ပြောတာလည်းရှိပါတယ်ဒါပေမဲ့ဟိုစိုးစိုးရွားကြီးကျွန်တော်ပေါ်ပါပါတော့မဖြစ်ပါဘူးဖြစ်ပါတော့ဆိုကျွန်တော်ကအပြင်မှာလည်းဒီလိုနေတာထိုင်တာလေးလည်းတည့်ရတယ်ဗျာတည်တတ်တယ်ကိုကကိုကိုကကိုရိုးချိုးသွားတဲ့အတွက် ပေးတဲ့အမုံတော့ဒီလိုဟိုတိတ်မခါဘူးတော့ပြောတာအရင်တော့ပြောတာဆိုတာလေးတော့ရှိပါတယ်သူတို့ကသူတို့ကပြောပါတယ်ကျွန်တော်အာဂိုကြီးရတဲ့အပြင်မှာအရန်သဘောကောင်းတာပဲတော့ရုပ်ရှင်နဲ့မတူဘူးတော့ဟုတ်တယ်လို့ရုပ်ရှင်ကသဘာဝကြောင့်တည်ဆောင်တာလို့ကျွန်တော်တို့ကငကိုရဲကအပြင်မှာရန်အောင်ဖြစ်ဘူးတော့မဟုတ်ဘူးအဲ့လိုလေးရှင်းပြတာလေးအာသူတို့နားလဲပါ